ဲဒီတစ်ခါဝေးကြခြင်းနဲ့ကိုလေးချိန်ကြခြင်းနဲ့သူတွေအတွက်နီလန်းကောင်းတွေပေးဦးမယ်နီလန်းကောင်းတွေကအများကြီးပေးမိကြပါတော့ဟဲကြာလို့ကြာလို့နဲ့ဒါလိုက်ပြောလဲကိုလေးလိုက်လို့ကြည်နေရပဲဒီတော့ကိုဟတ်ဂျာနယ်မှာဖော်ပြထားတဲ့ဒီတစ်ခါတကယ်ကြမယ်လို့ပြောတာပဲပေါ့နော်နေ့စဉ်နဲ့ကယ်လိုရီတရာရှော့ချနိုင်တဲ့နီလန်း၁၀ခုရှိတယ်နေ့စဉ်ကယ်လိုရီတရာဆိုတာများရလို့မထင်နဲ့ကိုရီစားအဲ့ထက်များရသိလားဟုတ်ကဲ့ပြီးတော့ကယ်လိုရီတရာနေ့စဉ်သာကယ်လိုရီတရာကျသွားမယ်ဆိုရင်တစ်နှစ်အတွင်းမှာ၁၀ပေါင်ကျမှတည်ကြရတယ်အာမခန့်တယ်လို့ပြောထားတယ်တစ်နှစ်မှာ၁၀ပေါင် ။အဲဆယ်ပေါင်းဆိုလည်းနည်းနည်းတော့မှာမဟုတ်တာ။မကြားထက်စားရယ်ဆယ်ပေါင်းကနည်းအောင်ဟုတ်တယ်ဆယ်ပေါင်းတက်ချင်လားကြားချင်လား။အဲဆယ်ပေါင်းကြားချင်ဒီနီလန်းလေးဒီနီလန်းလေးသုံးလို့ရတယ်ပေါ့နော်။ပြီးတော့အဲ့ဒီအခုပြောတဲ့နီလန်း10ခုရဲ့အမှာကိုကြိုက်နှစ်တက်ရတစ်ခုကိုရွေးရွေးပြီးတော့နေ့တိုင်းသာလုပ်တဲ့10ခုလုံးချင်မလို့တစ်ခုလေးအဲ့လိုတန်တယ်ဆယ်ပေါင်းဟုတ်တယ်။ပြီးတော့အဲ့ဒီတစ်ခုလေးသာလုပ်တဲ့တော့တနေ့ကိုကယ်လိုရီတရာပေါ့နော်။လောင်ကျွမ်းစီတယ်။ပြီးတော့နီလန်း10ကဘာလဲဆိုတော့ကိုစားတဲ့အစားအစာပမာဏကိုမှန်မှန်ကန်ကန်စားတတ်တဲ့အကျင့်အဲ့ဒါကိုယူရမှာတဲ့။ဒီထဲမှာပြောရချက်အရ ရဆိုရင်ကိုစားမဲ့ပကံပေါ့နော်ပကံဟိုမှာပကံကို၄ပုံပုံလိုက်မယ်၄ပုံပုံပြီးတော့တပုံကကြတော့ဒါထမင်းထမင်းပေါ့နော်ထမင်းထည့်မယ်နောက်ထပ်တနေရာကြတော့ဒီ၄ပုံမှာမှ၄စိတ်ပေါ့နော်အဲ့ထဲမှာမှကြတော့အဲနှစ်ပုံမှာကြတော့ဟင်းသီးဟရွက်တွေပဲထည့်မယ်တဲ့อืมနောက်ထပ်တပုံမှာကြတော့ကိုဘာလဲဆိုတော့အသားအသားထည့်မလားငါးထည့်မလားပေါ့နော်အဲ့လိုရွေးပြောတူကိုသေချာပေါ့နော်ငငယ်တော့ကစားတယ်လို့လေငငယ်တော့ကခလေးဆိုအကန့်အကန့်လေးနဲ့စားရလေအဲ့လိုမျိုးစားပေးရမယ်အဲ့လိုအကန့်အသတ်နဲ့စားမှသာဒါကိုအနေနဲ့ကယ်လိုရီရရှိမှုနည်းပါးမှာတဲ့အဲ့အတွက်ကြောင့်ထမင်း င်းစားတဲ့အခါမှာဆိုရင်ကိုတကယ်ဝေးချတဲ့နေဆိုရင်တော့အဲ့လိုထမင်းစားတဲ့အခါမှာဟင်းအကန့်ဒါဟင်းအကန့်မှာဆိုရင်ဟင်းသီးဟွက်နှစ်ကန့်စားမယ်နောက်ပြီးထမင်းကိုတကန့်နောက်ပြီးတော့တခြားဒါအပါငါးပေါ့နော်တကန့်အဲ့လိုမျိုးသာပုံမှန်လေးစားသွားဒါဆိုရင်ဒီအချက်လေးရသွားတဲ့အခါမှာဆိုရင်ကို့မှာကယ်လိုရီအပိုစားစရာလည်းအကြောင်းမရှိတော့ဘူးပေါ့နော်ဒီလိုပုံစံစားဖို့အတွက်ဝင်တိုက်တွန်းထားတယ်နောက်ပြီးတော့နီလန်းနစ်ကကြတော့အစာစားတဲ့အခါမှာတဲ့ဘိုက်ပြေအောင်မစားနဲ့ကိုတရားရိုင်းလုံးဘိုက်ပြေအောင်မစားဘူးဆိုရင်တော့80ရာခိုင်နှုန်းလောက်ပြေအောင်စားလိုက်ကျန်တဲ့20ရာခိုင်နှုန်းကိုမစားနဲ့ပေါ့နော်အဲ့လိုတဖြည်းဖြည်းနဲ့ချင့်ချိန်သွားတယ် ူကဘာဆိုဗိုက်စာလာပြီဆိုအသက်ကုန်စားရလေနော်ဟုတ်တယ်ပြင်းနေလဲထက်စားရဟုတ်တယ်ဝါရဲဆိုတဲ့အသည့်လေးဟိုတခါပြောသလိုဝါရဲဆိုတဲ့အသည့်ကအုံနောက်ကိုရောက်ဖို့အချိန်မရအောင်အချိန်မရအောင်အသက်ကုန်စားရဟုတ်တယ်နောက်ပဲချိုးကြလဲနှမျောပြီးစားရမျိုးရှိရပေါ့နော်အဲ့လိုသာစားနေမယ်ဆိုရင်တော့နေတိုင်းစားနေမယ်ဆိုရင်တော့ဝိတ်တက်မှာတည်ကြရတယ်အဲ့အတွက်ကြောင့်ဘိုက်ကိုအတင်းပြစ်တင်းဘိုက်ကယ်လောက်တဲ့အထိမစားဘဲနဲ့ကိုဘိုက်ဝနိုင်တဲ့အတိုင်းတာလောက်ပဲစားပြပါဆိုပြီးပြောထားတယ်ပေါ့နော်နောက်ထပ်နီလန်တစ်ခုကပါလဲဆိုတော့တခြားမပါဘဲနဲ့အနံ့မဲထည့်ရတယ်ပီကယ်ကို TV ကြည့်ရင်မဖြစ်ဖြစ်ဝါးပေးပါတဲ့ တခြားမပါရဖြစ်ခဲ့ပေါ့နော်ရှိရပြဟုတ်တယ်ဟိုအင်တာနက်သုံးရင်းမဲ့ဖြစ်ဖြစ်ဖုန်းသုံးနေနေဖြစ်ဖြစ်ပေါ့နော်ဒါကိုဝါပေးပါအထူးသဖြင့်ညစာမစားခင်ပေါ့နော် PK လေးကိုဝါအဲ့လိုဝါပေးမယ်ဆိုရင်တဲ့ညစာကို short စားမိစေရဲ့ဒီတော့တခြားမပါရဖြစ်ခဲ့ပေါ့နော်အဲ့ဒါလေးကိုဝါပေးညစာမစားခင်ဝါပေးပေါ့နော်ဒီတော့ PK ထဲမှာထင်သားတော့ပူရှင်းရှင်းအရသာကြတော့အစားစားခြင်းတွေသူက short ချပေးနိုင်တယ်ပေါ့နော်အဲ့လိုသဘောမျိုးပဲနောက်ထပ်နီလန်တစ်ခုကကြတော့တို့ရိထမင်းစားတဲ့အခါကျရင်လေစကားလည်းပြောပြောနဲ့စားကြတယ်စားရင်စားလို့ဘာစားလို့စားနိုင်မှာလဲမသိဘူးပေါ့နော်အတော့ဟုံစားရွဟိုတငယ်ချင်း ဟင်းနေလဲအကုန်စားပါတော့အဲ့လိုစားရင်လည်းဝင်သွားတာပေါ့နော်ဒီတော့ဒီလိုမျိုးစကားပြောပြောရအောင်စားမယ်ဆိုရင်ကိုဘိုက်ပြည့်လို့ပြည့်မယ်လဲမသိဘူးတဲ့ကိုစားကျင်တာကြီးလဲအကုန်ရွေးစားတာမျိုးမဟုတ်ဘဲနဲ့အကုန်စားမိစေရပေါ့နော်အဲ့တွင်ကြောင့်ကို့အနေနဲ့ပေါ့နော်ဒါအစားတောက်စားမယ်ဆိုရင်အစားတောက်ကိုပဲအာယုံစိုက်ပြီးစားလူကြီးတွေဆိုပြောတယ်အစားတောက်စားမယ်ဆိုရင်အစားပဲအာယုံစိုက်မဟုတ်ဘူးကိုကအစားတောက်စားမယ်ဘေးမှာတစ်ဖက်ကဖုန်းကသုံးနေတယ် TV ကလည်းလှမ်းကြည့်နေတယ်စကားတွေကပြောနေတယ်ပေါ့နော်အဲ့လိုမျိုးအာယုံမစိုက်မိတဲ့အခါမှာဆိုရင်ထမင်းကိုမလေးစားရရောက်တယ်ပေါ့နော်အဲ့တွင်ကြောင့်အစားတောက်စားမယ်ဆိုရင်ဒီအာယုံတစ်ခုပဲထားပြီးတော့ပေါ့နော်ဒါ ါထမင်းစားမယ်ဆိုထမင်းဒါကိုပဲအယုံထားပြီးတော့စားပါဒါမှကိုဘိုက်ပြေလားမပြေလားဆိုတော့ကိုကိုသိလာလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ဒါယောဂလေးချိန်နဲ့လုပ်ခိုင်းတာယောဂနဲ့ကိုအလေးချိန်ရှင်းချနိုင်တာဘယ်လိုဆက်ဆက်နေလဲဆိုတာလူတိုင်းကတော့သိချင်ရှာတယ်ဒါပေမဲ့ဘယ်လိုဆက်ဆက်လဲဆိုတော့ယောဂလေးချိန်သူတွေအနေနဲ့ဆိုရင်သူကအစားတော့စားတဲ့အခါမှာဆိုရင်သူကတတိထားတဲ့အကျင့်လေးပါသွားတယ်တဲ့သူကယောဂလည်းကျင့်တာတယ်ယောဂလေးကျင့်တာတဲ့အခါမှာဆိုရင်အဓိကပေါ့နော်ကိုကိုထိန်းချုပ်နိုင်စွမ်းအားရပါတယ်အဲ့ဒါယောဂလေးကျင့်တဲ့အခါမှာစိတ်လေးတည်ငြိမ်နေထိန်းချုပ်နိုင်စွမ်းအားရှိတဲ့အတွက်ကြောင့်ကိုစားတဲ့အစားတော့ ောက်ကဘလောက်စားမိနေလဲဆိုတော့ကိုကိုလည်းသိတယ်တဖြည်းဖြည်းနဲ့ကိုစိတ်ကိုကိုထိမ့်ချုံနိုင်ရင်လို့ပြောထားတယ်ပေါ့နော်နောက်ထပ်နီလန်တစ်ခုကကြတော့ဝသားစားနေလို့ပါဘူးပေါ့နော်အဲ့ဒါကြီးကို short စားမယ်နောက်ပြီးတော့အသားညက်တဲ့ sandwich တွေဒါမျိုးတွေလည်းရှောင်ပြီးတော့စားပေးပါဒါကတော့အနောက်တိုင်းဘက်မှာဆိုရင်တော့ပိုစားရတယ်ပေါ့နော်ကိုစားနေရဆိုရင်လည်းဒါကြီး short ချပြီးတော့စားပေးပါနောက်တစ်ခုကကောက်နံတစ်ခုလုံးစားစားပါဒါမှ calorie အနည်းငယ်သာရရှိစေနောက်ပြီး cholesterol အဆင့်ကိုလည်းကောင်းမွန်စေတဲ့ဒီတော့ကောက်နံတစ်ခုလုံးနဲ့ပြုတ်လုပ်ထားတဲ့အစားအစာတွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုအများကြီးစားသုံးပြီးတော့စားမိမယ်ဆိုရင်ပေါ့နော်တခြားန ဲ့ခရင်ပါဝင်မှုများတဲ့ဟာကိုတော့မစားမစားဖို့အတွက်ပေါ့နော်ကိုကိုကိုစင်ကျင်ရမယ်တဲ့နောက်တစ်ခုကပါလဲဆိုတော့လေအခုနေရာဒီမှာဆိုရင်များသောအားဖြင့်ရေထက်အချွေကြီးကိုပို့ပြီးရွေးကြတယ်ပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်အချွေကြီးလုံးဝမတောက်နေတဲ့ရေပဲတောက်ပေးပါတဲ့အချွေကြီးမတောက်ပဲနဲ့ရေဟိုအဲ့တောက်ချင်တဲ့စိတ်ကိုထိန်းချုပ်ပြီးတော့တစ်နှစ်ကိုရေကိုပို့နေနေပေါ့နော်ရှစ်ခွက်ဒါရေရှစ်ရှစ်ဖန်ခွက်ပေါ့ဒီလိုမျိုးတောက်ပေးပါတဲ့သူကကိုယ့်ရဲ့တစ်နှစ်တာထဲမှာဆိုရင်အချွေကြီး တပလင်းမတော့ယုံနေတယ်တကြားဆယ်စုံရှော့ချပြီးသားဖြစ်သွားမယ်တဲ့စားဖို့ပေါ့နော်ရှော့ချပြီးသားဖြစ်သွားမယ်အဲ့တော့ဒါအချိုရီအချိုရီတောက်မဲ့အစာရေပဲတောက်ပေးပါနောက်ထပ်ဒီလန်တစ်ခုကညဘက်8 8ဆက်တဲ့အချိန်အဲ့ဒီအချိန်လေးကိုဖြစ်နိုင်မယ်ဆိုရင်တဲ့ ဟိုပြောမယ်ဆိုရင်တနားပြီးပို့ပြီးတော့အိတ်ဆက်ပေးဖို့ပြောထားတယ်။ဟိုတို့တွေမြို့ပြမှာဆိုရင်အိတ်ဆက်ချင်ရလေနဲနေတတ်တယ်ပေါ့နော်။တနားပြီးသာပို့ပို့ပြီးတော့အိတ်ပေးတဲ့။အဲ့လိုအိတ်ပေးမယ်ဆိုရင်ကိုလေးချိန်ပေါ့နော်။ကြာစင်းနိုင်တယ်ဆိုတာကိုတဲ့။မစ်ချစ်ကန်တက်ကတူကသူ့တေဒီကပြောထားတယ်တဲ့။ဟိုအိတ်ဆက်မှုပို့တာလည်းမကောင်းဘူး။အိတ်ဆက်မှုအရင်ရော့တာလည်းမကောင်းဘူးတဲ့။အဲ့ဒါကတေးစာစားခြင်းတွေအစာစားခြင်းတွေကိုပို့ပြီးတော့ဖြစ်စေတယ်။အဲအိတ်ချိန်ရော့နေတဲ့အခါမှာဆိုရင်ဝါတဲ့သူကပို့ပြီးဝါတယ်။ပိန်တဲ့သူကပို့ပြီးပိန်နေတဲ့။အဲ့တော့ကြောင့်ဖြစ်နိုင်မယ်ဆိုရင်အိတ်ဆက်မှုအပြည့်ဝယူပါ။ပုံမှန်လေးအိတ်ချိန်တွေထားပေးပါတဲ့ပြောပြထား ားရဲပေါ့နော်နောက်ဆုံးတစ်ခါကျတော့အစာစားဖို့အတွက်ကိုမိနစ်20အချိန်ပေးပြီးတော့တဖြည်းဖြည်းချင်းစားပါတဲ့ဒါမှကိုယ်အနေနဲ့စားတဲ့အခါမှဆိုရင်ဒါပေါ့နော်တချို့ဆိုရင်မိနစ်20မဟုတ်သမင်းစားအရမ်းမြန်လေအရမ်းမြန်တော့အသက်ကုန်စားပြီးတော့ဒါဘိုက်ထဲမှာကယ်လိုရီအများကြီးရောက်သွားရဲပေါ့နော်ကိုခန္ဓာခန္ဓာကိုယ်ရဲ့ကိုအဲ့ခါကျတော့ကယ်လိုရီတောင်ကျွမ်းမှုကတဖြည်းဖြည်းနဲ့နည်းသွားမျိုးရှိနိုင်တယ်အဲ့တော့သမင်းစားမယ်ဆိုရင်အနည်းဆုံးမိနစ်20အချိန်ပေးတဖြည်းဖြည်းနဲ့သမင်းကို ဖြစ်ဖြစ်ချင်းဝါဝါပြီးကြည်ညက်မှမျိုးချဒါမျိုးလုတ်ပေးပါဒါမှဒါပြောမယ်ဆိုရင်ပေါ့နော်အစားအအမြန်စားသုံးမယ်ဆိုရင်တင်းထိန်သွားပြီးတော့ဆာလောင်မှုပြေပြောက်သွားပြီးဆိုတဲ့တည်င်းအချက်လက်ကိုတဲ့အုံနောက်စီကိုပို့တဲ့နေရာကိုပိတ်ဆို့လိုက်တဲ့အတွက်ကြောင့်အစားအပို့စားမိစေတယ်ဖြစ်ဖြစ်ချင်းသာစားပြီးမယ်ဆိုရင်အုံနောက်ကိုတည်င်းပို့ဖို့အချိန်မီရေပေါ့နော်အဲ့အတွက်ကြောင့်ဒါစားစားတဲ့အခါမှာဒါဖြစ်ဖြစ်ချင်းစားပါအဲ့ဒီပြင်ကိုဒီနီလန်းဆယ်ခုတည်းကမှတစ်ခုကိုကျင့်သုံးပြီးတော့ကိုယ်နေနဲ့တစ်နှစ်ကိုမိနစ်20ဒါလမ်းလျှောက်ပြတာမျိုးပြေးတာမျိုးဒီလိုလေးချိန်ငယ်လေးလုတ်ပေးပါနောက်ပြီးတော့ကိုယ့်ရဲ့ခြံဝန်းကျင်မှာဆိုရင်လည်းဒါဟိုပြောမယ်ဆို င်ပေါ့နော်ဒါကိုမှတန်ရှင်းလောက်တိုင်းပေါင်းတင်တာမျိုးတွေလို့ကိုလက်လောက်ရှာမှုတွေလုပ်ပေးပါတဲ့အိမ်တန်ရှင်းရမိနစ်30လောက်အချိန်ပေးပြီးလုပ်ကြည့်ပါတနေ့ဦးရဲ7မိနစ်လောက်ဖြည်းဖြည်းမှန်မှန်လေးပြေးပေးပါတဲ့အဲ့လိုသားဒါကိုအမြဲပြုတ်လုပ်သွားမယ်ဆိုရင်တော့စိတ်ချကိုအနေနဲ့ပေါ့နော်ဒါ ဟိုကျန်းမာရေးအတွက်အကျင့်ကောင်းလေးရပါတယ်ခလောက်ကောင်ကယ်လိုရီရောကြပြီးတော့ဒါတစ်နှစ်အတွင်းဆယ်ပေါင်ကျမယ်ဆိုပြီးပြောပြထားတယ်နော်ဟုတ်ကဲ့ဘာမှမလုပ်ဖြစ်တာလဲဆိုလို့ရှင်တော့လေဒါမျိုးလေးလှုပ်ပေးမယ်ဆိုလို့ရှင်တော့ကျန်းမာရေးတော့ကောင်းသွားမှာပဲမဟုတ်ရင်ဂျယ်လမ်းစောပြည့်ဒီနေချင်းတို့နေနေမဲ့အတူတူတော့လေဒီလိုမျိုးလေးနီလန်းတစ်ခုခုတူတူချာချာလေးရွှေ့တယ်ရွှေ့တယ်ဟုတ်တယ်ဟုတ်တယ်ကဲအစောရှင်းတော့နားလဲရအောင်နော်ထပ်မပြတ်တက်ဆက်ပြေးစရာအကြောင်းအရာရှိပါသေးတယ်အခုတော့ဒီမှာခဏလေးနားအောင်မယ်နော်